ကချင်ပြည်နယ်ဗမော်မြို့မှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုမင်းကမွန်လယ်ပိုင်းကစစ်ကူလောက်ပို့တဲ့ရဟရင်၃ဆင်းတဲ့ကနှစ်ဆင်းကိုပြစ်ချနိုင်ခဲ့တယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပြန်ကြားရေးတာဝန်ခံဘူမူကြီးနော်ဘူးကသတင်းမီဒီယာတွေကိုအတည်ပြုပြောဆိုပါတယ်။ဗမော်စစ်စေးကုတ်ကံမှုဌာနချုပ်စက္ကခ27နားကိုစစ်ကူလောက်ပို့ချင်းပြစ်ခတ်တိုက်ခိုက်ရာကနေရဟရင်နှစ်ဆင်းကိုထိမှန်ခဲ့တာပါ။ ထိမှန်တဲ့ရဟတ်ရင်နှစင်းတဲကဒစင်းဟာရွှေကူမျိုးမရောက်ခင်15မိုင်လောက်အကွာတောထဲမှာပြတ်ကျသွားပြီးနောက်ဒစင်းကရွှေကူလေးစိတ်မှာအရေးပေါ်ဆင်းသက်နိုင်ခဲ့တယ်လို့ပူမူးချင်းနော်ဘူးကပြောပါတယ်။ပြစ်ခတ်ချိန်မထိမှန်ခဲ့တဲ့ကြံရဟတ်ရင်ဒစင်းကတော့မြကျင်းနာနန်းပောင်လေးတက်ကိုဆင်းသက်ခဲ့တယ်လို့ဆိုပါတယ်။2024နှစ်ကုန်ပိုင်းကစပြီး KIA နဲ့ပူပေါင်းတပ်တွေကဗမော်မြူသိန်းတိုက်ပွဲစတင်ခဲ့ပြီးလက်ရှိအချိန်ထိတိုက်ပွဲတွေပြင်းထန်နေတာပါတိုက်ပွဲတွေဖြစ်နေချိန်မှာစစ်ကောင်စီကလေကြောင်းနဲ့တိုက်ခိုက်မှုတွေလုပ်ဆောင်နေပါတယ် 2024ခုနှစ်ဇန်နဝါရီလမှာလဲကချင်နဲ့အရှမ်းမြောက်တို့မှာတိုက်လေရင်တစင်းနဲ့ရဟတ်ရင်တစင်းကို KIA ကပြစ်ချခဲ့ပါသေးတယ်။